အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာတကုံဦးဆန်းကိုရေးသားတဲ့ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသော မေခွန်းနှင့်ပြဒနာများဘောင်းကျုပ်ဆိုတဲ့စာအုပ်ထဲမှာပြူကြကုသို့ကြိုးများလို စိတ်ကိုမြည်သို့ထားမြည်နီးဆိုတဲ့အပိုင်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ပြဒနာဒါနအကျိုးမေးလျှောက်သူအရှင်သာရိပုတ္တရာအင်္ဂုတ်တရပါဠိတော်တတကနိဗ္ဗာန်မဟာယညဝတ် ဒါနဖလတုတ်ဟူ၍ရှိ၏ထိုတုတ်သည် အလူရေဆန်းလက်နှင့်မကွာ ပေးလူသူတို့အဖို့မှတ်အပ်မှတ်သင်မှတ်ထိုက်သောတုတ်ဖြစ်၏အဘဲကြောင့်ဆိုသော ထိုအချိန်တွင်မြတ်ဗုဒ္ဓသည်စံပါပြည်သို့ရောက်ရှိပြီးဂဂရာအမည်ရှိသော မင်္ဂလာကံတော်ကြီးအနည်းတွင်တရင်တုံးနေတော်မူစဉ်စံပါမြို့သူမြို့သားတို့သည်မြတ်ဗုဒ္ဓ၏တရားတော်ကို နာလိုကြသဖြင့်ဗုဒ္ဓအား ရှောက်ထားပေးပါယံအရှင်သာရိပုတ္တရာအားချင်းကပ်ကြကုန်၏အရှင်သာရိပုတ္တရာက ဥပုံနေတွင်တရားနာလာကြယံရက်ချင်းပေးလိုက်၏ဥပုံနေသို့ရောက်လာသောအခါအရှင်သာရိပုတ္တရာသည်စံပါမျိုးသူမျိုးသားများကိုဖယားသခင်ထံတော်သို့ခေါ်သွားပြီးလင်ဒါနတရား၏အကျိုးကြီးမြတ်ပုံကိုကြားနာကြစေရန်ဖယားသခင်အားဤသို့လျှောက်ထားလေ၏အရှင်ဖယားဤလောက၌ တယံတခါအချို့သောပုဂ္ဂိုလ်တို့ဤထိုတို့သောသဘောထားရည်ရွယ်ချက်မျိုးဖြင့်လှူဝတ်သော အလှသည်အချို့အာနိသင်ကြီးမားမှုဖြစ်နိုင်မဖြစ်နိုင်ကိုမေးလျှောက်လင်။ကာရိပုတ္တရာအချို့အာနိသင်ကြီးမှုမဖြစ်သော အလှလဲရှိ၏။အချို့အာနိသင်ကြီးမားမှုဖြစ်သော အလှလဲရှိ၏ဟု မိန်တော်မူသောအခါအချို့အာနိသင်မကြီးမားသော အလှနှင့်အချို့အာနိသင် ကြီးမားသော အလှကို ခွဲခွဲခြားခြားမြတ်ကြားပေးတော်မူပါယံအရှင်သာရိပုတ္တရာ၏တောင်းပန်ချက်အရဟောကြားတော်မူလေသည်ကသာရိပုတ္တရာဤလောက၌အချို့သောပုဂ္ဂိုလ်သည်ငဲကွက်မှုရှိသည်ဖြစ်၍အလှကိုပေးလူ၏။နှောင်ဖွဲ့အသောစိတ်ရှိသည်ဖြစ်၍အလှကိုပေးလူ၏။တူမိချင်းကိုငဲကွက်လျက်အလှကိုပေးလူ၏။ဤအလှဤအချို့ကိုတမလွန်ဘဝသို့ရောက်လျင်သုံးဆောင်ခံစားရလိမ့်မည်ဟု အလှကိုပေးလူ၏ထိုပုဂ္ဂိုလ်သည်တာမဏဖြစ်စေဗျာမဏဖြစ်စေထမင်းအဖျော်အဝတ်ယင်နန္တာနန္တာပြောင်းအိယာနေယာစီမီအလှကိုပေးလူ၏တာရိပုတ္တရာထိုအရာကိုတင်မြီသို့ထင်သည်ဤလောက၌အချို့သောပုဂ္ဂိုလ်သည်ဤသို့သဘောရှိသော အလှကို ပေးလူရာအံလုံးဟုမေးတော်မူ၏အရှင်ဘုရား ပေးလူရပါ၏။ဒါရီပုတ္တရာထိုသို့သဘောရှိသော အလှကိုလှူသောထိုပုဂ္ဂိုလ်သည်ခန္ဓာကိုယ်ပျက်စီး၍တည်ပြီးသည်မှနောက်၌စတုမဟာရဲ့နတ်တို့၏အသိဝင်အဖြစ်သို့ရောက်၏။ထိုပုဂ္ဂိုလ်သည်ထိုကုသိုလ်ကံထိုတကူကို ထိုအချမ်းရံနှင့်ပြည့်စုံမှုကို ထိုအစိုးရမှုကိုကုံစေ၍ဤလူပုံတို့ပြန်ရောက်လျက် အောက်ပုံတို့ဆင်းရ၏။တာရိပုတ္တရာဤလောက၌ အချို့သောပုဂ္ဂိုလ်သည်ကမငဲကွက်မှု၍အလှကိုပေးလှူ၏မနောင်မဖွဲ့မှု၍အလှကိုပေးလှူ၏တူမီးချင်းကို မငဲကွက်မှု၍အလှကိုပေးလှူ၏ဤအလှ၏အချို့ကို တမလွန်ဘဝသို့ရောက်လေသုံးဆောင်ခံစားရလိမ့်မည်ဟုအလှကိုမပေးလှူစင်စစ်မှုကအလှပေးခြင်းသည်ကောင်းမွန်လှ၏ဟုနှလုံးသွင်း၍အလှကိုပေးလှူ၏ထိုပုဂ္ဂိုလ်သည် ထိုလူကိုပေးလူပြီးလင်ခန္ဓာကိုယ်ပျက်စီး၍တေပြီးသည့်နောက်၌စတုမဟာရဲ့နတ်တို့၏အသိဝင်အဖြစ်သို့ရောက်၏ထိုပုဂ္ဂိုလ်သည် ထိုကုသိုလ်ကံကို ထိုတကူကို ထိုအချံရံနှင့်ပြည့်စုံမှုကို ထိုအစိုးရမှုကိုကုံစေ၍ဤလူပုံတို့ရောက်လျက်အောက်ပုံတို့ဆင်းရ၏တာရိပုတ္တရာအလူပေးခြင်းသည်ကောင်းမွန်လှ၏ဟုနှလုံးသွင်း၍အလူကိုပေးလူသည်မဟုတ် စင်စစ်မူကား အဘအဘိုးတို့သည် အလူကိုပေးလှူဘူး၏ပြူဘူး၏ရှေးဖြစ်သောဆွေမျိုးတို့၏အနွယ်အဆက်ကို ရုတ်ရော့စေခြင်းကမထိုက်ဟုနှလုံးသွင်း၍အလူကိုပေးလှူ၏ထိုပုဂ္ဂိုလ်သည်စတုမဟာရဲ့နှက်ပြေရောက်ပြီးလျှင်လူပြည်ပြန်ရာတာရီဗုဒ္ဓရာအဖအဖိုးတို့သည် အလူကိုပေးလှူဘူး၏ရှေးဖြစ်သောဆွေမျိုးတို့၏အနွယ်အဆက်ကို ရုတ်ရော့စေရန်မထိုက်ဟုနှလုံးသွင်း၍ အလူကိုပေးလူသည်မဟုတ်စင်စစ်မူကားငါသည်ချက်ပြုတ်၏ဤတမနဗျာမနာတို့သည်ကမချက်ပြုတ်ကုန်ချက်ပြုတ်သူသည်မချက်ပြုတ်သောတမနာတို့အားအလူကိုမပေးမလူပဲနေရန်မသိဟုနှလုံးသွင်း၍အလူကိုပေးလူ၏ထိုပုဂ္ဂိုလ်သည် စတုမဟာတဲ့နတ်ဘုံရောက်ပြီးလင်လူပြီပြန်စင်တာရိပုတ္တရာငါသည်ချက်ပြုတ်၏ဤတမနဗျာမနာတို့က မချက်ပြုတ်ကုန်ချက်ပြုတ်သူသည်မချက်ပြုတ်သောတမနာမျက်နှာတို့အားအလူကိုမပေးမလူပဲနေရန်မသိဟုနှလုံးသွင်း၍အလူကိုပေးလူသည်မဟုတ်စေစေမူကရှေးကဖြစ်ကုန်သောအာထကယတိဝါမကယတိဝါမတိဝယတိဝေတာမိတ်တယတိယမတကိယတိအင်ဂီရတယတိဝါတိထယတိကတ္တပယတိဘကုယတိတို့၏ ြီးမားသော ထိုရစ်ပူဇော်မှုတို့သည် ဖြစ်ကုန်တကဲ့သို့ဤအတူဤငါလူတန်းခွဲဝေမှုသည်ဖြစ်လိမ့်မည်ဟုနှလုံးသွင်း၍အလှူကိုပေးလူ၏ထိုပုဂ္ဂိုလ်သည်အထက်နေအတိုင်းနက်ပြီရောက်တာရိပုတ္တရာရှေးကဖြစ်ကုန်သောအာထကယတိစာသူတို့၏ကြီးမားလာသောထိုရစ်ပူဇော်မှုတို့သည်ဖြစ်ကုန်တကဲ့သို့ဤအတူဤငါဤလူတန်းခွဲဝေမှုသည် ဖြစ်လိမ့်မည်ဟုနှလုံးသွင်း၍အလှကိုပေးလူသည်မဟုတ်စင်စစ်မူကားဤအလှကိုပေးလူသောငါဤစိတ်သည် ကြည်လင်၏နှစ်သက်မှုဝမ်းမြောက်မှု ဖြစ်၏ဟုနှလုံးသွင်း၍အလှကိုပေးလူ၏ထိုပုဂ္ဂိုလ်သည် ရှင်းဤအတိုင်းသာရိပုတ္တရာဤအလှကိုပေးလူသောငါဤစိတ်သည်ကြည်လင်၏နှစ်သက်မှုဝမ်းမြောက်မှုဖြစ်၏ဟုနှလုံးသွင်း၍အလှကိုပေးလူသည်မဟုတ်စင်စစ်မူကား တမထဝိပဿနာစိတ်ဤတစားစိတ်ဤအချမ်းရံဖြစ်သည့်အလှကို ပေးလှူ၏။တာရိပုတ္တရာထိုအရာကိုသင်မြည်သို့ အောက်မေသနီ။ဤလောက၌အချို့သောသူသည်ဤသို့သဘောရှိသော အလှကိုပေးလှူရအံ့လော။အရှင်ဖုရားဤသို့ပေးလှူရပါ၏။တာရိပုတ္တရာထိုသို့ ပေးလှူရ၌အကျင့်ပုဂ္ဂိုလ်သည် မငဲကွက်သောစိတ်ရှိသည်ဖြစ်၍အလှကိုပေးလှူ၏။ နောင်ဖွယ်သောစိတ်မရှိသည်ဖြစ်၍အလူကိုပေးလူ၏။တူမီးချင်းကိုမငဲကွက်မှု၍အလူကိုပေးလူ၏။ဓမ္မလွန်ဘဝ၌ခံစားရလိမ့်မည်ဟု ပေးလူသည်မဟုတ်။ပေးလူခြင်းသည်ကောင်းမွန်လှ၏ဟု ပေးလူသည်မဟုတ်။အဘအဘိုးတို့သည်ရှေးကလှဘူးပြူဘူး၏။ရှေးကဖြစ်သောအမျိုးအနွယ်ဆက်ကိုရုတ်ရော့စေရန်မသိဟုနှလုံးသွင်း၍အလူကိုပေးလူသည်မဟုတ်။ငါသည်ချက်ပြုတ်၏။ဤ တမနာဗျမနာတို့ကမချက်ပြုတ်ကုန်ချက်ပြုတ်သူသည်မချက်ပြုတ်တော့တမနာဗျမနာတို့အားမလှူပဲရုတ်ရော့စီရန်မသိဟုပေးလူသည်မဟုတ်ရှေးကဖြစ်ကုန်သောအာတကဝါမကစာသောယတိတို့၏ကြီးမားလာသောထိုရစ်ပူဇော်ခြင်းတို့သည် ဖြစ်ကုန်တကဲ့သို့ဤအတူငါဤလှူဒန်းဝေခွဲခြင်းသည်ဖြစ်လိမ့်မည်ဟုအလှူကိုပေးလူသည်မဟုတ်ဤအလှူကိုပေးလူသောငါအား စိတ်တည်ကြည်လင်၏နှစ်သက်ဝမ်းမြောက်မှုဖြစ်၏ဟုနှလုံးသွင်း၍ပေးလိုသည်မဟုတ်စေစစ်တော်ကတမထဝိပဿနာစိတ်၏တစားစိတ်၏အချမ်းရံဖြစ်သည့်အလှကို ပေးလို၏ထိုသူသည် အလှပေးပြီးလင် ခန္ဓာကိုယ်ပျက်စီး၍တည်ပြီးသည်မှနောက်၌မြမာတို့၏အသိဝင်ဖြစ်တော်ရောက်၏ထိုသူသည် ထိုကံထိုတကူထိုအချမ်းရံထိုအစိုးရမှုကိုကုံစေ၍ ဤကာမဘုံသို့မလာမရောက်သောကြောင့်ဇံအနာဂံပုဂ္ဂိုလ်ဖြစ်၏။တာရိပုတ္တရာဤလောက၌အချို့သောပုဂ္ဂိုလ်ဤပေးလူအပ်သောအလှူသည် အချို့အာနိသင်မဖြစ်နိုင်ကြ၏အကြောင်းကဤသည်ပင်ဒီအထောက်ပံ့ကဤသည်ပင်ဒီတာရိပုတ္တရာဤလောက၌အချို့သောပုဂ္ဂိုလ်ဤပေးလူအပ်သောအလှူသည် အချို့အာနိသင်ကြီးမားခြင်း၏အကြောင်းကဤသည်ပင်ဒီအထောက်ပံ့က ်ဤဒီပင်ဒီဟု မိန့်တော်မူသည်။နားဆင်ပေးသူအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။